ရေဒီယိုအန်ယူဂျီသောရဆင်များမင်္ဂလာပါခင်ဗျာ ခုချိန်အစပြီး2025ခုနှစ်မေလ19ရက်နေ့ညပိုင်းမှာတင်ပြပေးမယ်ရေဒီယိုအန်ယူဂျီရဲ့စစ်ရေးသတင်းများကိုကျွန်တော်ဇန်နိုင်ကဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာပထမဆုံးတင်ဆက်ပေးမယ်စစ်ရေးသတင်းကတော့စစ်ကောင်စီရဲ့တောင်ကူလီလက်စကန်ကိုတရားခွန်မမရှော့လိုက်တုံးနဲ့တော်လိုင်းတက်တွေတိုက်ခိုက်မှုလေရင်30နဲ့ဒုဗိုလ်မှူးကြီးဘူကြီးပါဝင်အရာရှိနဲ့အခြားစစ်သည်စုစုပေါင်း10ဦးသေဆုံးတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ် စစ်ကောင်စီရဲ့တောင်ကူလီဒါစခန်းကိုတရားခွန်မမရှော့လိုက်ဒုံးနဲ့တော်လိုင်းရေးတပ်များတိုက်ခတ်မှုလရင်30နဲ့ဒုဗိုလ်မှူးကြီးဗိုလ်ကြီးပါဝင်အရာရှိနဲ့အခြားစစ်သည်စုစုပေါင်း10ဦးသေဆုံးခဲ့တယ်လို့မေလ19ရက်နောက်ဆက်တွဲသတင်းကိုအာဏာသိမ်းစန်းကျင်ရေးနဲ့ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ကထုတ်ပြန်ပါတယ်။မေလ18ရက်မနက်09:48မိနစ်ခန့်မှာစစ်ကောင်စီရဲ့တောင်ကူလီဒါစခန်းကိုတရားခွန်မမရှော့တိုက်ဒုံး7လုံးပစ်ခတ်ခဲ့ရမှာ၈လုံးအောင်မြင်စွာပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ပါတယ်။အဲ့ဒီတိုက်ခတ်မှုကြောင့် လေတဲ့အတွင်း drone ကိုတော့မီးလောင်ပျက်စီးပြီး jet fighter 20 Y8 ဒဇင်ထိခိုက်ပျက်စီးကလေရင်အပိုပျက်စီးကိုတော့နှလုံးစလုံးမီးလောင်ပျက်စီးခဲ့တယ်လို့ဖော်ပြပါဗါဒ်သေဆုံးသူစီးရင်မှာဒူဘိုမူကြီး2ဦးပိုကြီး2ဦးလေအုပ်အပါဝင်အခြားအဆင့်စစ်သည်6ဦးသေဆုံးခဲ့ကလေတဲ့စစ်သည်12ဦးထိခိုက်ဒဏ်ရာရရှိပြီးစစ်ဆေးရုံကိုပို့ဆောင်ခဲ့ရတယ်လို့သိရှိရပါတယ်ခင်ဗျာအခုတစ်ခါတင်ဆက်ပေးမှာကတော့စစ်ကောင်စီတပ်ပစ်ခတ်မှုကြောင့်စစ်ရှောင်းစခန်းမှာခိုလုံးနေတဲ့ရဲသားတအူပွဲချင်းပြီးသေဆုံးနေဆိုတဲ့သတင်းပဲဖြစ်ပါတယ် တောင်းပြင်းနဲ့တမဟာနှစ်နဲ့မြေလောင်ချုံမြို့နယ်အုံမတီးရွာမှာစစ်ကောင်စီတပ်ရဲ့ပစ်ခတ်မှုကြောင့်စစ်ရှောင်းစခန်းမှာခိုလုံနေတဲ့ရဲသားတဦးပွဲချင်းပြီးသေဆုံးခဲ့ရတယ်လို့ PSLF DNLA သတင်းနဲ့ပြန်ကြားရေးဌာနကထုတ်ပြန်ထားပါတယ်။ဖြစ်စဉ်မှာမေလ18ရက်မနက်8:00နာရီချိန်မှာလောင်ချုံမြို့နယ်အုံမတီးချေးရွာရှိစစ်ရှောင်းစခန်းမှာနေထိုင်တဲ့အဖအူအိုက်ဆန်အမိဒေါ်အေးထွန်းတို့ရဲ့တားဖြစ်သူအသက်28နှစ်အရွယ်ဦးအိုက်လှိုင်ကိုစစ်ကောင်စီတပ်မှပစ်ခတ်ခဲ့တဲ့အတွက်ကြောင့်ပွဲချင်းပြီးသေဆုံးခဲ့ပါတယ်။ တောင်းတမရော PS Love DNL ထိန်းချုပ်ထားတဲ့နောင်ချုံမြို့နယ်မှာစစ်ကောင်စီတပ်မှတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲအရဲသားများကိုပြစ်မှတ်ထားပြီးလေကြောင်းနဲ့ drone လက်နက်ကြီးများနဲ့နေစဉ်ပစ်ခတ်တိုက်ခတ်မှုများပြုလုပ်နေပါတယ်။စစ်ကောင်စီတပ်ဟာ2025ခုနှစ်မေလ6ရက်နေ့မှ30ရက်နေ့ထိအပြစ်ခတ်ရစရေးတပ်တန်းတစ်လထပ်တိုးထားပေမဲ့လည်းတောင်းပြည်အတွင်းမြေပြင်ထိုးစစ်ဆင်ခြင်းလက်နက်ကြီးပစ်ခတ်ခြင်း drone နဲ့လေကြောင်းဖြင့်နေစဉ်အသုံးပြုတိုက်ခတ်လျက်ရှိပါတယ်။ မိဘပြည်သူများအနေနဲ့စစ်ကောင်စီတပ်မှအပြစ်ချက်တပ်တန်းတလှတိုးတာပေမဲ့လည်းနေ့စဉ်ပုံကျဲတက်ခတ်မှုများရှိနေတဲ့အတွက်ကြောင့်စစ်ကောင်စီတပ်ရဲ့လေကြောင်း drone လက်လက်ကြီးပစ်ခတ်တက်ခတ်မှုရန်မှရှောင်ရှားနိုင်ရန်စစ်ရေးသတိအမြင့်ရှိရန်လိုအပ်ပါတယ်ခင်ဗျာဆလဘီတင်ဆက်ပေးမဲ့သတင်းကတော့နောင်ချုံမြို့နယ်တောင်ကြရွာကိုစကားစတက်က drone နဲ့ပုံသီးကျဲချတိုက်ခိုက်လို့ဒေသခံ၃ဦးထိခိုက်ဒဏ်ရာရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီတပ်ဟာတောင်တမရော PSLF DNL ထိန်းချုပ်ထားတဲ့နောင်ချုံမြို့နယ်မှာ ိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ drone နဲ့ဘုံငါလုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့တယ်လို့မေလ19ရက်မှာ DNL ကအတည်ပြုထားပါတယ်။တောင်းတမရော PSLF DNL ထိန်းချုပ်ထားတဲ့လောင်ချုံမြို့နယ်တောင်ကြကြီးရွာမှာယမန်နေ့မေလ18ရက်မနက်09:23မိနစ်အချိန်မှာ2ချိန်09:49မိနစ်အချိန်မှာ1ချိန်17:00အချိန်မှာ2ချိန်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲတောင်ကြရွာအတွင်းကိုစစ်ကောင်စီတပ်မှ drone နဲ့ဘုံငါလုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့ပြီးဘုံကျောက်ပောက်ကွဲမှုကြောင့် ဒေသခံ၃ဦးထိခဲ့တယ်ရရှိခဲ့တယ်လို့သတင်းရရှိပါတယ်။စစ်ကောင်စီတပ်ဟာ၂၀25ခုနှစ်မေလ6ရက်နေ့မှ30ရက်နေ့ထိအပြစ်ခတ်ရစေးတပ်တန်တလထတ်တိုးထားပေမဲ့လည်းတောင်းပြည်အတွင်းမြေပြင်ထိုးစစ်ဆင်ခြင်းလက်နက်ကြီးပစ်ခတ်ခြင်း drone နဲ့လေကြောင်းဖြင့်နေ့စဉ်အုံပြတိုက်ခတ်လျက်ရှိတယ်လို့ TNL ကဖော်ပြပါတယ်။ပြည်သူများအနေနဲ့စစ်ကောင်စီတပ်မှအပြစ်ရတပ်တန်တလတိုးထားပေမဲ့လည်းနေ့စဉ်ပုံကျဲတိုက်ခတ်မှုများရှိနေတဲ့အတွက်ကြောင့်စစ်ကောင်စီတပ်ရဲ့လေကြောင်း drone လက်နက်ကြီးပစ်ခတ်တိုက်ခတ်မှုရန်မှရှောင်ရှားနိုင်ရန်စစ်ရေးသတင်းအမြင့်ရှိရန် PSLF TNLA က3ပေးနှိုးဆော်ထားပါတယ်ခင်ဗျာအခုတစ်ခါတင်ဆက်ပေးမှာကတော့ဟာခါမျိုးရှိစစ်သား2ဦးနဲ့ရဲတအူတို့လက်နက်ခဲယမ်းများနဲ့အတူချင်းလန်ဒက်ဖန့်ဖို့စ်ဟာခါထံသို့အလင်းဝင်လာတဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်2025ခုနှစ်မေလ15ရက်နေ့မှာဟာခါမျိုးရှိစစ်ကောင်စီတပ်သားတို့ကိုဖမ်းဆီးတဲ့အပြင်မေလ15ရက်နေ့18ရက်များမှာဟာခါမျိုးရှိစစ်သား2ဦးနဲ့ရဲတအူတို့ဟာစစ်ကောင်စီကိုဆန့်ကျင်ပြီးပြည်သူတော်လှန်ရေးသို့ပူးပေါင်းပါဝင်ရန် လက်နက်ခဲယမ်းများနဲ့အတူချင်းလန်ဒက်ဖန့်ဖို့စ်ဟာကာထံသို့အလင်းဝင်လာခဲ့တယ်လို့သိရပါဗျ။အလင်းဝင်လာသူကိုချင်းလန်ဒက်ဖန့်ဖို့စ်ဟာကာမှຫນွေຫນွေထူထူကြိုဆိုပြီးငွေသားစုကြီးများချီးမြှင့်ပေးခဲ့တဲ့ပြင်လုံခြုံတဲ့နေရာရောက်တဲ့အထိတာဝန်ယူဆောင်ရွက်ပေးမယ်လို့လည်းကြေညာထားပါတယ်။စစ်ကောင်စီလက်အောက်မှာတာဝန်မထမ်းဆောင်ခြင်းပဲပြည်သူ့ရှင်ဝင်တို့ပတ်ပြောင်းခြင်းသူများကိုချင်းလန်ဒက်ဖန့်ဖို့စ်ဟာကာမှအမြဲတမ်းကြိုဆိုကြောင်းဆိုထားပါတယ်ခင်ဗျာ။အခုနောက်ဆုံးတင်ဆက်ပေးမယ့်စီရီသတင်းကတော့ PDF ဇိုလန်မှနိုင်ငံတော်ဝန်ထမ်းဆောင်ရန်တနန်းသူတနန်းသားသစ်များလက်ခံနေတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ PDF ဇိုလန်မှနိုင်ငံတော်ဝန်ထမ်းဆောင်ရန်တင်တန်းသူတနန်းသားသစ်များလက်ခံနေပြီလို့မေလာတွင်းမှအတိပေးကြေညာထားပါတယ်။ပြည်ကျစ်လူငယ်တွေအတွက်ဆောက်အဆောက်ကိုတွန်းလှန်ရန်စည်ရင်းပေးသွင်းနိုင်ပြီဖြစ်ကြောင်းသတင်းကောင်ပါရတယ်လို့လည်းဆိုထားပါတယ်။ဆက်သွယ်လို့သူများအနေနဲ့ Messenger, Zoomi Federal Union page, email contact@zoomifederalunion.org တို့ဆက်သွယ်နိုင်ပြီဖြစ်ကြောင်းဖော်ပြထားပါတယ်ခင်ဗျာ။ အခုတင်ပြခဲ့တဲ့စီးရီးသတင်းတွေကို Radio NUG သတင်းတောက်တာဂီနဲ့ Carcel တို့ကပေးပို့ထားတာဖြစ်ပါလေခင်ဗျာ။